ျွန်တော်ထိုင်းလူမျိုးဖိအားပေးတယ်လို့ပြောခြင်းတယ်ဆိုရင်ကုဒန်ကုဒန်လို့ပြောလို့ရတယ်မြန်မြန်ပြောမယ်ဆိုရင်ကုဒန်ကိုဒန်ပေါ့နော်အတင်းကျန်လုံးတဲချုံချယ်တယ်လို့ပြောခြင်းတယ်ဆိုရင်ဘန်ခပ်ဘန်ခပ်ဘန်ခပ်လို့ပြောလို့ရတယ်အရွက်တိုက်တယ်ဆိုရင်တော့ပရာချုတ်နော်ပရာချုတ်ပရာချုတ်အဲ့လိုမျိုးမဟုတ်ရင်လည်းကျွန်တော်လအတန်းနဲ့ထွက်ပေးလို့ရတယ် ပလချုတ်ပလချုတ်အလိုမျိုးပေါ့နော်အထင်သေးတယ်ဆိုရင်တော့လူထူလူထူအထင်သေးတယ်တင်းတုံတယ်ဆိုရင်တော့နိင်ထာနိင်ထာလို့ပြောလို့ရတယ်နှိမ့်တယ်ဆိုရင်ဆိုနှစ်မျိုးပြောလို့ရတယ်ရီရရီရနဲ့ကုတ်ခီကုတ်ခီလို့ပြောလို့ရတယ်မနာလိုဘူးဆိုရင်တော့อิจฉา อิจฉา อิจฉาလို့ပြောလို့ရတယ်သူများကိုအပြစ်တင်တယ်လို့ပြောခြင်းနဲ့ဆိုရင် told คนอื่น told คนอื่นเนาะ told ဆိုတာအပြစ်တင်တယ်เนาะคนอื่นဆိုတာသူများတွေကိုเนาะ told คนอื่นသူများတွေကိုအပြစ်တင်တယ်เนาะ we ban เนี่ยဆိုရင် we พา we จาน we พา we จาน we, pa, we, วิภาวิจารณ์ဆိုတာကဝိပန္နကိုပြောတာပေါ့နော်အနိုင်ကျင့်နေဆိုရင်ရံကဲရံကဲလို့ပြောလို့ရတယ်ကိုကရှာမလိမ့်တတ်ရင်လတန်ထွက်ပေးလို့ရတယ်လံကဲလံကဲအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုအနိုင်ကျင့်နေကဲရဲရှုပ်ချတယ်ဒါကိုမူလီလို့ခေါ်တယ်စကားလုံးကိုကျွန်တော်အင်္ဂလိပ်စကားလုံးကနေယူထားတာ ဘူလီဘူလီလို့ခေါ်တယ်အနိုင်ကျင့်တယ်ကဲရဲတယ်ရှုတ်ချတယ်ပေါ့နော်အနိုင်ကျင့်ခံရတယ်ကဲရဲခံရတယ်ရှုတ်ချခံရတယ်လို့ပြောချင်တယ်ဆိုရင်ထူဘူလီထူဘူလီလို့ပြောမယ်ထူဆိုတာကခံရတယ်လို့နဲ့တူတူပဲထူဘူလီဆိုတော့အနိုင်ကျင့်ခံရတယ်ကဲရဲခံရတယ်ရှုတ်ချခံရတယ်အဲ့လိုမျိုးပေါ့နော်နှိမ့်ဆက်တယ်ဆိုရင်ထမ်ရိုင်း ทำร้ายလို့ပြောလို့ရတယ်ကိုကရှာမလိုက်တဲ့ရင်လအတန်ထွက်ပေးလို့ရတယ်ทำร้าย tham lai ပေါ့နော်တကယ်လို့နှိပ်စက်ခံရတယ်လို့ပြောခြင်းနဲ့ဆိုရင် to tham rai to tham rai လို့ပြောလို့ရတယ် to ဆိုတာခံရတယ် ทำร้ายสอในเสด็ปะเนาะถูกทำร้ายในเสขันยาได้ปะเนาะอขุ่นกองอยู่เดะตมอเมียทุบเดะกองบ่งဖြတ်တယ်လို့လည်းပြောလို့ရဒီစကလုံးကိုပေါ့เนาะအောင်ပရိယလို့ပြောတယ်အောင်ပရိယပေါ့เนาะခွင့်ကောင်းယူတဲ့အမျက်ထုတ်တယ်ဒီကောင်းပုံဖြတ်တယ်အဲ့လိုမျိုးလည်းပြောလို့ရတယ်เนาะအောင်ပရိယအောင်ပရိယလို့ခေါ်တယ်အခွင့်ကောင်းမှုခံရတယ်ဆိုရင် don't အောင်ပရိယ don't အောင်ပရိယ โดนเอาเปรียบปะเนาะฉะนั้นโดนဆိုတာကခုနာကထုနဲ့တူတယ်ထုနဲ့โดนနဲ့တူတူပဲခံရရတယ်ပေါ့เนาะထုဆိုတာကလည်းခံရရတယ်โดนဆိုတာကလည်းခံရရတယ်ပေါ့เนาะ โดนเอาเปรียบဆိုရင်အခွင့်ကောင်းယူခံရရတယ်အဲ့လိုမျိုးပေါ့เนาะ